အဲအားလုံးမင်္ဂလာပါစောနာလိုက်လေးကပြတ်ကြသွားလို့ပေါ့နော်အခု live အစ်ပြန်လွှင့်ပေးတာပါဒါကမှ၄တမုတ်တိနယ်မှာပတ်စံတွေအများကြီးဝင်လာအောင်မလုပ်ရမလဲဆိုတော့အယူအရှင်းဆုံးအလွယ်ပူဆုံးနည်းလေးကိုပြောပြပေးမှာဖြစ်တယ်ကိုစိတ်အာယုံကိုတဲ့အာယုံအာယုံနဲ့စိတ်ကွဲအောင်ကြိတ်လို့ ကိုစိတ်အာယုံကို ကိုဖြစ်ချင်တဲ့နေရာကို အာယုံပြုတ်ထားကိုကဘာဖြစ်ချင်တာလဲကောင်းတာလားဆိုးတာလားဟောပတ်စံနေဝန်တာကြိုက်လားပတ်စံနေမွန်တာကြိုက်လားစင်ရတာကြိုက်လားချမ်းသာတာကြိုက်တာအဲဒါဆိုရင်မကြိုက်တဲ့အရာကို အာယုံပြုတ်နေကြိုက်တဲ့နေရာကို အာယုံပြုတ်ထားဥပမာစင်ရတာကိုမလို့ကျင်ဘူးဆိုရင် င်းရဲတာကိုအာအောင်မပြုနဲ့ဟုတ်ပြီနော်တက္ကရာကမတွေကစင်းရဲတာကိုမလိုချင်ဘူးဆိုရင်စင်းရဲတာကိုအာအောင်မပြုနဲ့စင်းရဲလိုက်တာလို့မတွေးနဲ့ အဆင်မပြေဘူးလို့ခက်ခဲလိုက်တာလို့မပြောနဲ့ဘဝကချွတ်တက်လိုက်တာ ရှားပါလိုက်တာလို့မခံစားနဲ့အဲ့တော့ကိုမလိုချင်တာကို ကိုအာယုံမဆိုင်ဘူးကိုလိုချင်တာကိုပဲကိုကအာုံစိုက်ခိုင်းတာစင်ရတာမလိုချင်စင်ရတာမတွေးဘူးစင်ရတာကို အာယုံမပြူဘူးအဆင်မပြေဘူးလို့မပြောဘူးဘဝကချွတ်တက်ရှားပါလိုက်တာလို့မခံစားဘူးအော်ကိုလိုချင်တဲ့အရာကိုအအောင်စိုက်ဖို့လိုတယ် ကိုကချမ်းသာခြင်းနဲ့ဆိုရင်ချမ်းသာကြိုးဝမှုကိုအာုံဆိုင်တာကိုကိုကိုချမ်းသာကြိုးဝနေပြီလို့တွေးတနေ့ထက်တနေ့ငါဟာငါရဲ့ဘဝကပိုပြီးအဆင်ပြေလာနေပြီလို့ပြောကိုကိုကို လုံလောက်တယ်လို့ခံစားကိုမှတကြက်ရှင်တကြက်တင်းတရားရှိဖို့မလိုဘူးရှိတဲ့အရာလေးနဲ့လုံတော့တယ်ဆိုတော့ပျော်ရွှင်တဲ့စိတ်နဲ့ဘဝမှာနေထိုင် ဖြတ်တန်းအသက်ရှင်တန်းရမယ် တပုနိတမှုတိနဲ့လောကီချမ်းသာရေးမှာကိုစိတ်စိတ်ကိုစိတ်အာယုံမှာကိုအာုံပြုတဲ့အရာတွေကိုတွေးတဲ့အရာတွေကိုပြောတဲ့အရာတွေကိုခံစားတဲ့အရာတွေရာကိုဘဝမှာဖြစ်လာမှာရှိလာမှာဖြစ်တယ်အဲ့တော့ဒကာရမကြီးပြောကြတယ်တချို့တွေကဘာပြောလဲဆိုရင်ပတ်စံတွေတော့မဝင်ဘူးပတ်စံတွေမရှိဘူးဘဝခက်ခဲလိုက်တာကြက်တက်လိုက်တာအဆင်မပြေဘူးစိတ်ညစ်လိုက်တာကန်ဆိုးနေတယ်ဆိုလို့ရှိရင် တန်မြာသီး၃လုံးကိုသွားဝယ်လိုက်ပါတန်မြာသီး၃လုံးကိုသွားဝယ်ပြီးတဲ့အခါမှာတန်မြာသီး၃လုံးကို၄စိတ်လေးရာပြီးတော့စိတ်လိုက်၄စိတ်လေးရာပြီးစိတ်ပြီးတဲ့အခါမှာအတန်မြာသီးကိုကြွေပကံပြားထဲကိုထည့်လိုက်ထည့်ပြီးရင်အတန်မြာသီးတွေပေါ်မှာစားဖြူလိုက်ဖြူပြီးပြီဆိုလို့ရှိရင်အဲ့ဒီပကံကိုကိုအိတ်တဲ့ကိုရဲ့ခေါင်းရင်းသို့မဟုတ်ကိုရဲ့အလုတ်ခမ်းကိုရဲ့ဆိုင်ခမ်း ကိုယ့်ရဲ့အိမ်အဝင်မှတကားမောက်တကားပတကားမကြီးရဲ့အမြင့်တနေရအဲ့ဒီလိုမှ တင်ထားယုံပဲဒါကဘာလဲဆိုရင်ဒါကရမရဲ့ချမ်းသာကြေဝမှုကိုဟန်အတာဖြစ်စေတဲ့နက်ကရက် energy တွေပိတ်ဆို့တဲ့ energy ဘလော့တွေကိုယ်ပွားတွေကိုငွေတွေစီးစင်းဝင်လာလို့မြတ်အောင် ပိတ်ဆို့နေတဲ့နက်ကရက်မကောင်းတဲ့ဆိုရင် energy ဘလော့တွေကိုစုပ်ယူပေးပြီးတော့ချမ်းသာကြွားခြင်းနေကိုဘွားတဲ့ကိုစီစဉ်လာအောင် ပတ်စံဒီအများကြီးဝင်လာအောင် သူကစွမ်းဆောင်ပြီးမှဖြစ်တယ်အဲ့ဒါကြီးလုပ်ကြည့်ပါနော်တန်ညာတိသုံးလုံးကိုလေးစိတ်ရလိုက်ရပြီးတဲ့အခါမှာကြွေပကံများတဲ့ထည့်လိုက်ကြွေပံများထည့်ပြီးတဲ့အခါမှာအပေါ်ကနေစားဖြူလိုက်ထူပြီးလို့ရှိရင်ကိုယ်အိတ်တဲ့နေရာကိုယ့်ရဲ့ဆိုင်ကန်းအလုတ်ခန်းပတ်စံကိုယ့်ရဲ့အိမ်ဝင်မာကြီးရဲ့တကားပေါက်အမြင့်တနေရာအဲ့လိုမှတင်ထားလိုက်ပါပတ်စံဒီအများကြီးဝင်လာတာကိုတွေ့ရပါလိမ့်မယ် ဒါသမှုတိနယ်မှာပတ်စံဒီအများကြီးဝင်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းလေးကိုမျှဝေပေးတာဖြစ်ပါတယ်တနည်းတော့ဦးစင်းကခါးနာတယ်ခါးနာတယ်ခါးနာတဲ့အခါမှာဒီယောဂဝေဒနာကမပြောက်ဘူးတော်တော်လေးကိုခံစားရတယ်အဲ့ခံစားရတဲ့အခါမှာထိုင်လို့လည်းမရထားလို့လည်းမရကုန်းလို့လည်းမရကြွားလို့လည်းမရအခက်အခဲတွေကြုံရတယ်။အဲ့ဒီအချိန်မှာပဲ ဦးစင်းရတခါကြီးဒေါက်တာဦးစုလင်ရဲ့ကိုသာနာပြီးစိတ်မနာနဲ့ဆိုတဲ့တရားလေးကိုတွားပြီးတော့နားလိုက်ရတယ်ပေါ့နော်အဲ့ဒီခါမှာအဲ့အသိဉာဏ်လေးတွေဖြစ်လာတယ်အဲ့အသိဉာဏ်လေးတွေကိုပြန်လဲပြီးတော့ဒီမှာတခါတခါမှာအပေါင်းကိုပြန်လဲညှဝေပြီးမှဖြစ်ပါတယ်ကိုမာတော့နာကျင်နာမယ်ကိုနဲ့မနောခွဲမသိလို့နာနေရတာကိုနာတာကခလုတ်တိုက်လို့ ူသဘောသူဆောင်ကိုမဒုက္ခကိုရဲ့စိတ်ဒီခန္ဓာကိုယ်ကြီးမှာပေါ့နော်ဘော်ဒီမှာပေါ့ဒုက္ခဝေဒနာပေါ်မှာပဲမပေါ်ခြင်းလို့မရဘူးကိုကလမ်းသွားတယ်ခလုတ်တိုက်တယ်အဲ့လိုခလုတ်တိုက်ရင်နော်သူသဘောသူဆောင်ပြီးတော့ကိုရဲ့ခန္ဓာကိုယ်မှာဒုက္ခဝေဒနာပေါ်မှာပဲမပေါ်ခြင်းလို့ကိုမရဘူးအကြောင်းတိုက်ဆိုင်ရင်သူသဘောသူဆောင်ပေါ်တာပဲသူသဘောသူဆောင်ပေါ်တာကိုနဲ့မဆိုင်အဲ့လိုနားလည်ထားရမယ်မနောကကိုနဲ့မဆိုင်အေးစီပဲကိုယ်တာနာပြီးစိတ်မနာအောင်ဒစိမ့်လို့ရှုဆိုတာဒါကိုပြောတာပဲ ရှေးစိတ်တရားကိုနဲ့မဆိုင်ဘူးလို့သိသွားရင် နောက်စိတ်ကတစိမ့်ဖြစ်သွားတာပဲရှေးစိတ်ဒီကပြီးရင်ချုပ်ပြောက်သွားတာပဲနောက်စိတ်ကိုငါကိုဖော်ဆိုပြီးတော့လိုက်မဆွဲဘူးရှိရှိတယ်လို့ကို तू ကမထင်ဘူးရှေးစိတ်ကဖြစ်ပြီးချုပ်သွားတာပဲနောက်စိတ်ကလည်းသူ့ဘာသာသူတစိမ့်နေပဲရှေးစိတ်မှာဖြစ်သွားတဲ့နာရာဒုက္ခဝေဒနာဟာသူ့သဘောသူ့ဆောင်ပေါ်တာပဲ နောက်စိတ်မှာငါနဲ့မอยู่ပဲဥပခာပြုတ်ထားသစိမ့်လို့ရှူတာဟာကိုသာနာပြီးစိတ်မနာဘူးပေါ့လူတွေဟာကိုနာပြီးတော့စိတ်နာနေကြတယ်ဒါဘာဖြစ်လို့လဲဆိုရင်ဒီခန္ဓာ၅ပါးရုပ်ဝေဒနာတညာသင်္ခါရဝิญညာဆိုတဲ့ခန္ဓာ၅ပါးပေါ်မှာ အတ္တနဲ့ယူလိုက်လို့ရှိရင်ကိုနာပြီးစိတ်နာရတာဒီခန္ဓာ၅ပါးမှာအတ္တနဲ့မอยู่အတ္တမဟုတ်လို့မြင်လိုက်လို့ရှိရင်ကိုနာပြီးစိတ်မနာတော့ဘူးအားလုံးနားလည်အောင်ပြောရမယ်ဆိုရင်တော့ရှေ့စိတ်မှာပေါ်သွားတဲ့ ခန္ဓာ၅ပါးကိုနောက်ကငါကိုငါဟာငါစိတ်လို့တဏှာဥပဒံကသိမ့်ပတ်လိုက်တဲ့ငါနာငါနာတယ်လို့ယူလိုက်တာနဲ့စိတ်ကတခါတည်းနာသွားတယ်။အော်ဒီနာကျင်မှုဒုက္ခဝေဒနာလေးရအကြောင်းတိုက်ဆိုင်လို့သူသဘောသူဆောင်ဖြစ်ပေါ်လာတာကိုနဲ့မဆိုင်ဘူးဆိုတဲ့အနတ္တမြင်သွားတာအတ္တလိုမယူတော့ဘူးဒါတွေဟာသူသဘောသူဆောင်ဖြစ်နေတာမျက်စိကမမြင်ကျင်လို့မရဘူးအစင်းနဲ့တွေ့လိုက်တာနဲ့မြင်စိတ်ကပေါ်ပြီးသားကို့အလုံးမပါဘူး အတန်နဲ့နားနဲ့တိုက်လိုက်တာနဲ့ကြားစိတ်ကမပေါ်ခြင်းလို့မရဘူးပေါ်ပြီးသားကိုနဲ့မဆိုင်ဘူးရှေ့စိတ်နောက်စိတ်ကိုမြင်လာတဲ့အခါမှာအကြောင်းအကျိုးကိုတိမ့်ဆဲတော့ကိုနဲ့မဆိုင်ဘူးလို့ညံတဲ့မှာရင့်ကျက်လာတဲ့အခါမှာကိုနာပြီးစိတ်မနာတော့ဘူးရှေ့စိတ်နောက်စိတ်တိမှဒါတွေကိုနားလည်နိုင်တာဖြစ်တယ်အရာအလုံးကအကြောင်းအကျိုးတွေကြီးပဲအရာအလုံးကတဘာတွေမှာအရှိတရားတွေပဲတောတောင်လေးရင်းမြေတွေနေလာနက္ခတ္တရာတွေလူနဲ့ပြမတိုက်ကစိန်ရှင်ငွေတွေပေါ့ ဲ့ဒီအရာတွေကိုသိရတဲ့အခါမှာအာယုံအနေနဲ့သိရတာအာယုံနဲ့မှအဲ့ဒီအရာတွေကိုအကုန်လုံးကိုသိခွင့်ရတယ်တဘာဝထဲမှာတော့တိုက်တွေကားတွေစိတ်တွေရွှေတွေပတ်စံတွေလူတွေရရှိနေတယ်သူ့ဘာသာသူရှိနေတာဒါပေမဲ့ကိုယ့်ရဲ့ဝိညာဉ်မှာမပေါ်သမျှမသိရဘူးဝိညာဉ်ပေါ်တဲ့အခါမှာလည်းအဲ့ဒီအရာတွေကိုအာယုံအနေနဲ့သိရတယ်အာယုံဆိုတာဘာနဲ့တူတယ်လဲဆိုရင်မှန်ရှိမှသွားရကြည့်မှန်ထဲမှာကိုယ့်ပုံလေးပေါ်လာတယ် အာယုံဆိုတာတိကွင်ရအောင်လေးပဲမှန်ထဲမှာပေါ်တဲ့ပုံရိပ်ဟာဘာမှကင်လို့တွယ်လို့မရဘူးအာယုံကိုအာယုံလို့မသိကြတော့မြင်တာနဲ့ကင်လို့ရတယ်လို့အကုန်လုံးကိုယူနေတာနောက်ကတလုံးတစ်ခဲတဲ့အတ္တကြီးနဲ့ယူတာမှန်ထဲမှာပေါ်တဲ့ကိုယ်ပုံရိပ်ကိုဘာမှကင်လို့တွယ်လို့မရဘူးသဘောတက်တက်မျှပဲသဘောဆိုတာအာယုံပဲဝိပဿနာရှုရတာမနောဝိညာဉ်ကအာယုံပဲသိတာပဲတဘာဝတရားတစ်ခုကိုအာယုံနေနဲ့ပဲသိရတယ် နောတမယုံမှာကိုအောင်ပြည့်အရာတွေကပေါ်လာတယ်ပခုတ်ကူဆရာတော်ဘုရားကြီးကအာယုံကိုတိမကန်းကြီးလို့ဤတန်တရာလို့ပြောထားတယ်အာယုံကိုအာယုံလို့အမှန်တိသွားတာကရှေးစိတ်ပြီးနောက်စိတ်မှာတတိရှိမှအာယုံကိုအမှန်တိတာယုံနံအာယုံအမှန်ကိုမတိတာကအဝိဇ္ဇာသမုတ်တရားဆိုတဲ့တဏှာဆိုတဲ့အာယုံကိုနောက်စိတ်မှာတဏှာသဘောခိုသွားတာကိုမတိတာကအဝိဇ္ဇာတဏှာချုပ်ရနိဗ္ဗာန်ကိုအမှန်မတိတာအဝိဇ္ဇာ နောက်စိတ်မှာသတိကပ်ရင်မက်ကင်ရှစ်ပါးဆိုတဲ့တမာဒိဋ္ဌိဥဆောင်တဲ့မက်ကင်ရှစ်ပါးဖြစ်တယ်လို့အမှန်မသိတာအဝိဇ္ဇာအဲ့တော့အာယုံကိုတိမကန့်ညိလို့ဤတန္တရာဆိုတာက ရှေးစိတ်တွေကဖြစ်လဲဖြစ်တယ်ပြက်လဲပြက်တယ်ဒါပေမဲ့နောက်စိတ်ကိုအာယုံအနေနဲ့ကျေစုပြုတယ်နောက်စိတ်မှာသတိလဲရှိရောအဲ့ဒီအာယုံကရုပ်တည်နံနေပါလားလို့အမှန်သိသွားတယ်အာယုံကိုတိတယ်ဆိုတာကအာယုံကို အမှန်တိုင်းသိတော့အဝိဇ္ဇာမရှိတော့ဘူးအာယုံကိုတိမကန့်ညိ အာယုံကိုအမှန်တိုင်းသိသွားတာကနောက်စိတ်မှာတတိရှိလို့တဏှာဖြစ်ခွင့်မလာတော့ဘူးမကန့်ညိတော့ဘူးအဝိဇ္ဇာနဲ့တဏှာချုပ်မှတော့လို့ဤတန္တရာပေါ့အာယုံကိုတိမကန့်ညိလို့ဤတန္တရာတဲ့ရှေးစိတ်ကပရမတ်နောက်စိတ်ကပြဉ္ညာရှေးစိတ်ကလင်းတာမှောင်တာပဲမြင်နေအရှိကိုအရှိတိုင်းပဲမြင်တာအဲ့ဒါပရမတ်နောက်စိတ်ကသာနေတို့ညတို့နာမည်တက်လိုက်တာ မရှိတဲ့ပြဉ္ညာကိုနေဆမြဲတဲ့အတ္တခိုင်နေယူလိုက်တာအဲ့လိုယူလိုက်ရင် ကြိုက်ရင်လောဘဖြစ်မယ်မကြိုက်ရင်ဒေါသဖြစ်မယ်ကိရိတာဝင်လာမယ်အဲ့လိုရင်းနားလေထားရမယ်နောက်ထူကကြတော့ဗုဒ္ဓမြတ်စွာဘုရားဒီပြင်စားဖို့ဂိင္းအုပ်ကို မိဂရာဝုန်းထဲမှာဓမ္မစကြာတရားဟောတယ်ပုပ်ပေအနန္တုတေတုဓမ္မေတုစက္ခုံဥဒ္ဒပါတိဉာဏံဥဒ္ဒပါတိပညာဥဒ္ဒပါတိဝိဇ္ဇာဥဒ္ဒပါတိအာလောကဥဒ္ဒပါတိဒါလေးကြားဥကြလိမ့်မယ်စက္ခုံဥဒ္ဒပါတိဆိုတာရှေးစိတ်ပြီးရင်နောက်စိတ်မှာသတိဖြစ်တာ စက်ကုံဥဒါပါလိဆိုတာရှေးစိတ်ပြီးရင်နောက်စိတ်မှာသတိဖြစ်လိုက်တာရိုးရိုးမျက်စိနဲ့မြင်တာမဟုတ်တော့ဘူးရှေးစိတ်ပြီးရင်နောက်စိတ်မှာသတိနဲ့မြင်လာတဲ့အမြင်တစ်မျိုးဖြစ်တယ်မှန်ကန်တဲ့အမြင်တစ်ခုအရှိကိုအရှိတိုင်းနေကိုမြင်တာမဟုတ်ဘူးလင်းတာမြင်တာညကိုမြင်တာမဟုတ်ဘူးမှောင်တာမြင်တာမျက်စိကလင်းတာလင်းတာမြင်တာရှေးစိတ်နေလို့တိလိုက်တာကနံမီတက်လိုက်တာကနောက်စိတ်ငင်းရင်အယောင်ကြားရင်အတန်နာရင်အနတ်စားရင်အရသာ ထိရင်အတိတွေးရင်သဘောတရား သို့ရင်သဘောတရားမှန်တဲ့ဉာဏ်တစ်ခုကိုရသွားတာယထာဘူဒဉာဏ်လို့ခေါ်တယ်ဒါဟာစက္ကုံဥဒ္ဒပါတိလို့ခေါ်တယ်ဉာဏ်ဏဥဒ္ဒပါတိဉာဏ်ကလောကရဲ့နောက်ကွယ်မှာဓမ္မတွေရှိတယ်ဆိုတာသတိနဲ့ဉာဏ်နဲ့မြင်သွားပြီစက္ကုံဥဒ္ဒပါတိရှေးစိတ်ကိုနောက်ဆိတ်နဲ့သတိပြုမိသွားပြီတဘာဝကိုဖိုးတင်းသိမြင်သွားတာဉာဏ်ဏဥဒ္ဒပါတိကျန်တာတွေကိုလည်းဒီလိုပါပဲပညာဥဒ္ဒပါတိဒါတွေကိုကိုယ်ထဲမှာပိုင်အောင်ပွားများအားထုတ်ရင်ဝိဇ္ဇာဥဒ္ဒပါတိ အာလောကဥဒ္ဒပါတိဆိုတဲ့မညံဖုန်ညံနဲ့နိဗ္ဗာန်ဆိုတဲ့သဘောတဘာဝတရားတစ်ခုကိုမျက်မှောက်ပြုတည်သွားတာပဲအဲစကုံဥဒ္ဒပါတိညာဏဥဒ္ဒပါတိပညာဥဒ္ဒပါတိဝိဇ္ဇာဥဒ္ဒပါတိအာလောကဥဒ္ဒပါတိစကုံဥဒ္ဒပါတိရှေးစိတ်ကိုနောက်စိတ်ကသတိကပ်လိုက်တာနဲ့မြင်သွားပြီသတိကြောင့်ဉာဏ်ဖြစ်တဲ့ဥပရံကြောင့်ကံသတိကြောင့်ဉာဏ်ဖြစ်တော့ဉာဏံဥဒ္ဒပါတိဉာဏ်လဲတည်တော့ဉာဏ်ကဖောက်လိုက်တာနဲ့နောက်ွယ်ရဟာရီယာဒါတွေပါပဲလားလို့ ပညာအပြားအဖြစ်ပြီးတော့ပညာဥဒ္ဓပါတိအဲ့ဒီပညာကိုဆက်လက်ပွားများရင်မဉဏ်ရတယ်အဲ့ဒါမဉဏ်ဝိဇ္ဇာဥဒ္ဓပါတိမဉဏ်ကဝိဇ္ဇာဥဒ္ဓပါတိဖူဉဏ်ကိုတော့အာလောကဥဒ္ဓပါတိလို့ခေါ်တယ်အဲ့တော့ရထဲရွာတဲ့နားလည်အောင်ရှင်းရမယ်ဆိုရင် မျက်စိရမြင်တယ်မနောကသိတယ်မျက်စိမှာဘာကိလေသာမှမဖြစ်ဘူးဘာကုစုအကုစုမှမဖြစ်ဘူးနောက်မနောမှဖြစ်သွားတာအခုမြင်တာရှေ့စိတ်ဖျားလို့တိလိုက်တာကနောက်စိတ် နောက်စိတ်မှာသတိထားရှေးစိတ်မျက်စိမှာကိလေသာတွေကုစုအကုစုတွေလောဘဒေါသမောဟယံဖြစ်ဘူးနောက်စိတ်မှာနောက်စိတ်ကြမှာကုစုတွေအကုစုတွေလောဘဒေါသတွေဖြစ်တာဥမာဆိုပါလို့မြင်တာအစင်အခုမြင်လိုက်တယ်ယောက်ျားမိန်းမလူပုဂ္ဂိုလ်တ ত্ত্ব ဝလူတိခွေတိအတ္တိရအပေပဲလူကိုမြင်လိုက်တယ်အဲ့မြင်တာအစင်ပဲကိုယ့်ရဲ့မျက်စိကလည်းယုတ်အဲ့အစင်ကလည်းယုတ်အဲ့နှစ်ခုကိုပယ်လိုက်မြင်စိတ်လေးပေါ်မယ် အရာလေးအရာလေးကိုရှုရတာပရမတ်ကိုရှုရတာအစင်းကိုရှုရတာအခုမြင်လိုက်တယ်မြင်လိုက်တဲ့အခါမှာမျက်စိကမြင်တယ်မျက်စိကယောက်ျားတွေမိန်းမတွေလူတွေပုံကိုတက်သွားတယ်မသိဘူးအဲ့ဒီနောက်မနှောမှကြတော့အဲ့ဒီရုပ်တရားပုံတရံကြီးဖြစ်သွားတယ်ပုံတရံကြီးဖြစ်တဲ့အခါမှာအရာကိုနာမည်တက်လိုက်တယ်နေယောက်ျားမိန်းမခွေတိုက်ကားလို့အဲ့လိုတက်လိုက်တယ်တက်လိုက်တဲ့အခါမှာအဲ့ဒီပုံမှာလောဘဖြစ်လာမယ်ကြိုက်ရင်လောဘဖြစ်လာမယ်မကြိုက်ရင်ဒေါသဖြစ်လာမယ်အဲ့ဒီမှာကိလေသာဝင်တာ ုတ်ပြီလားနောက်စိတ်မှာတတိတာမြင်တာအစင်းပဲအစင်းဆိုလို့ရှိရင်တိုက်တာလည်းဖြုံးမလားမဖြစ်တော့ဘူးလောဘလည်းမလာတော့ဘူးမကြိုက်တဲ့ဒေါသတုံ့ပြန်ခြင်းနဲ့စိတ်ကဖြုံးမလားမဖြစ်တော့ဘူးအစင်းဆိုမှတော့ဘာကိလေသာမှမဖြစ်ဘူးအဲ့ဒီအစင်းမှာကိုယ့်ရဲ့နောက်မနှောမှာပုံသဏ္ဍာန်နေနာမည်တွေတက်လိုက်မှချစ်ရင်လောဘဖြစ်မယ်မိုးရင်ဒေါသဖြစ်မယ်အဲ့ဒီမှာတုံ့ပြန်ခြင်းနဲ့ပေါ်လာမယ်အဲ့တော့လူတိခွေးတိရမရဘူး ဟုတ်လားလူပဲမြင်မြင်ခွေးပဲမြင်မြင်တိုက်ပဲမြင်မြင်ကားပဲမြင်မြင်မိုးကောင်းကင်ပဲမြင်မြင်ဖျားပဲမြင်မြင်အဲ့ဒါတွေကအစင်းတွေအဲ့အစင်းတွေကရှေ့စိတ်ရှေ့စိတ်နဲ့နောက်စိတ်ကိုတခါတည်းမယူနဲ့မျက်စိမျက်စိကမြင်တာအစင်းနောက်မနှောကကုစုအကုစုဖြစ်တာအဲ့နောက်မနှောမှာဒရီတာအဲ့နောက်မနှောမှာပုံတရံနေအရင်ပေါ်တယ်ကဲဥမာတို့တကယ်မတို့ကမြင်လိုက်ပြီမြင်လိုက်ပြီဆိုလို့ရှိရင်မြင်တာရှေ့စိတ်အဲ့မြင်တာရှေ့စိတ်မှာကုစုအကုစုလောဘဒေါသမောဟဘာမှမဖြစ်ဘူးအဲ့နောက်မနှောကြကမှာအမှပုံတရံနေဖြစ်လာတာ ပုံသဏ္ဍာန်မှာနာမည်တက်လိုက်တယ်မိန်းမယောက်ျားခွေးတိုက်ကားငွေအဲ့လိုဖြစ်ပြီဆိုတော့ဘာဖြစ်လဲလောဘကြီးလာတော့မယ်ဒေါသကြီးလာတော့မယ်အဲ့မှာကိလေသာဖြစ်တာနောက်စိတ်မှာတတိတာညင်နာအစင်းဆိုလို့ရှိရင်အဲ့အစင်းပေါ်မှာကြိုက်တာတွေမကြိုက်တာတွေမဖြစ်ဘူးကြားရင်လည်းအတန်ပဲဆိုပါစို့ကြားလိုက်တဲ့အတန်လေးအကြံလေးအတန်လေးကကိုယ်ဆဲရဆိုပါစို့ကြားတာအတန်ပဲလေဒါမဲ့ကိုယ်နောက်မလို့ကြာကမှာဟာဒါငါ့ကိုဆဲတာငါလို့ယူလိုက်တာငါလို့တိမ့်ပတ်လိုက်တာ အခုဒီခန္ဓာကိုယ်ကြီးဥစဉ်ပြောပြမယ်ဥစဉ်ခါနာတယ်ပေါ့ခါနာတဲ့ခါမှာဒီခန္ဓာကိုယ်ကြီးဟာပထဝီတေဇော အာဘောဝါယောဓာတ်ကြီး၄ပါးနဲ့ဖွဲ့စည်းထားတာအဲ့မှာငါကိုမရှိဘူးဒါယုတ်နံခန္ဓာလေးပေါ်မှာတညာရယ်ဝေဒနာရယ်သင်္ခါရရယ်ဝိညာဉ်ရယ်ဒါလည်းသူ့သဘောသူဆောင်နေတာပဲခါလေးကနာတယ်နာတယ်ဆိုတာကနာတယ်ခါနာတယ်ခါနာတယ်ပေါ့နော်ဒီခါမှာဝေဒနာဒုက္ခဝေဒနာကြီးပေါ်မယ် အဲပေါ်တာရှေ့စိတ်နားတယ်လို့ទីလိုက်တာနောက်စိတ်အဲ့နောက်စိတ်မှာငါနာတယ်လို့လှုပ်လိုက်မှာကိုနာပြီးစိတ်နာတာအဲ့ဒါငါမဟုတ်ဘူးဒီရုပ်သဘောလေးတွေကသူ့သဘောသူဖောက်ပြန်နေတာပဲအကြောင်းအကျိုးမျှတာပဲငါနဲ့မဆိုင်ဘူးလို့နောက်စိတ်မှာသတိထားပြီးရှုလိုက်လို့ရှိရင် ကိုသာနာပြီးစိတ်မနာတော့ဘူးဟုတ်ပြီလားအခုအတန်လေးကြားမယ်ကို့ချီကျူးတဲ့အတန်ကြားလို့ရှိရင်နောက်မနှောမှာပီတိတွေဝမ်းသာမှုတွေဖြစ်မယ်ကြားတာအတန်အဥစဉ်တရားနားလောင်ပြောပြမယ် နော်ဒုတ်ဒုတ်ထုတ်ဆိုအတန်လေးကြားမယ်အဲ့အတန်ကြားတဲ့ခါမှာကိုကကြားတာကရှေ့စိတ်ဒါမဲ့ကိုရဲ့နောက်စိတ်မှာနောက်မတော့မှဆိုင်ကယ်ဖြစ်နေပြီကားတွေဖြစ်နေပြီအဲ့ဆိုင်ကယ်ကားတွေကကိုရဲ့နားထဲဝင်လာတာမဟုတ်ဘူးကိုကအတန်ပဲကြားရတာဟုတ်ပြီနော်အတန်ကြားတာရှေ့စိတ်နောက်မတော့မှတတိထအဲ့မှာကိုကဥမဘောဒုတ်ဒုတ်ကိုအတန်ကြားပြီအတန်ပဲလို့ကိုကယူလိုက်မယ်ဆိုလို့ရှိရင်နောက်စိတ်မှာအဲ့လိုတိလိုက်မယ်ဆိုရင်အဲ့ပုံမှာဒေါသလောဘမဖြစ်ဘူးကိုကအဲ့လိုနောက်မနှောမှာတတိမရှိပဲနဲ့ ဒုတ်ဒုတ်ဒုတ်လို့အတန်ကြားတာနဲ့အော်ဒါဆိုင်ကယ်ပဲအဲ့လိုယူလိုက်တာနဲ့ဘာဖြစ်မလဲနော်ဆိုင်ကယ်ပုံတံပေါ်လာမယ်ဘိန်းနေပေါ်လာမယ်ပေါ်လာပြီးစူလို့ရှင်ဟာစူလိုက်တာကွာဆိုပြီးတော့မကြိုက်တဲ့ဒေါသတွေလာတော့မယ်ကိလေသာတွေဖြစ်တော့မယ်ဒါကြောင့်နောက်စိတ်မှာတတိထားရှေးစိတ်နောက်စိတ်ဆိုတာဖျားပွင့်မှတိရတာဟုတ်ပြီလားမြင်မြင်နဲ့မှတ်ဆိုတာမြင်သာရှေးစိတ်မှတ်တာကနောက်စိတ်เนาะအဲ့တော့အရာအလုံးကယုံနဲ့နံမဲ့ဥမြင်နေဆိုပါတော့ဒီအစင်းဆိုတာအစင်းဆိုတာလဲယုတ် ကိုယ့်ရဲ့မျက်စိအားလည်းယုတ်အဲ့အကြောင်းတစ်ခုတိုက်ဆိုင်တော့အကျိုးဆိုတဲ့နော်မြင်းစိလေးပေါ်တယ်ဟုတ်ပြီလားအဲ့တော့ဒီအစင်းကလည်းပြညအစင်းကိုလည်းအစင်းရဲ့နော်ကိုယ့်ရဲ့စက်ခုရဲ့ကိုယ့်ရဲ့မြင်းမြင်းသီးစိလေးရဲ့အဲ့သုံးခုဖြစ်ပေါ်လာမယ်အဲ့ဒီကမှမြင်းမြင်းနဲ့အတိုင်းလေးပဲလို့အာတိုက်တည်ကားတွေမလုံနဲ့ယောက်ျားတွေမိန်းမတွေမလုံနဲ့အစင်းမဲဆိုရင်ကိလေသာမဖြစ်ဘူးယောက်ျားမိန်းမတိုက်ကားတွေဆိုလို့ရှိရင် ကိလေသာဖြစ်တော့မယ်ဟုတ်ပြီနော်အတန်လဲကြားရင်ကြားရင်အတန်ပဲဒီတန်လေးကကိုကနောက်မနှောကနေအော်ဒါငါ့ကိုဆဲတဲ့အတန်ဆိုလို့ရှိရင်ဒေါသတွေဖြစ်တော့မယ်ဟုတ်ပြီလားဒီအတန်လေးကကိုချီးမွမ်းနေဆိုလို့ရှိရင်ကိုကလောဘတွေဖြစ်တော့မယ်အဲ့တော့အတန်ပဲဆိုလို့ရှိရင်ဒေါသလည်းဖြစ်ဘူးလောဘလည်းဖြစ်ဘူးအဲ့တော့မျက်စိနဲ့မနှောနားနဲ့မနှောရှာနဲ့မနှောကိုနဲ့မနှောကွဲရမယ် ကိုနဲ့မနှောဆိုအခုကိုမှာနာကျင်မှုဝေဒနာတွေပေါ်လာမယ်အကြောင်းတိုက်ဆိုင်လို့ပေါ်လာတာအဲ့ဒါကိုကိုကမနှောနဲ့မကွယ်ဘူးငါနာတယ်လို့ကိုကငါလွတ်လိုက်တာဒီခန္ဓာကိုယ်ကြီးကိုတိမ့်ပိုက်လိုက်တာ နော်ငါဟာငါဥစ္စာငါကိုဆိုပြီးတော့နော်နှိမ့်စငဲတယ်အတ္တခိုင်နေအနှစ်သာရရှိရလို့တိမ့်ပိုက်လိုက်လို့ငါနာတာဖြစ်သွားတာအဲ့တော့ငါဆိုတာမရှိဘူးငါမရှိမှတော့နာစရာမရှိတော့ဒါကြောင့်ကိုနာပြီးစိတ်မနာစေနဲ့ဆိုတဲ့သဘောလေးပဲဟုတ်လားနော် အားလုံးဦးစင်းရပေါ်တော့လိုရင်းတူရှင်းနဲ့တူ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 လေးပဲပြောပါရဲအများကြီးမပြောဘူးအများကြီးပြောလို့ရှိရင်ဟုံသွားမယ်မရောက်တော့ဘူးเนาะအဲ့တော့ logi မှာပတ်စံဒီအများကြီးဝင်လာအောင်လုပ်မယ်เนาะတံမြာတီ၃လုံးကို ပြန်ချုပ်မယ်เนาะတံမြာတီ၃လုံးကို၄စိတ်လေးယာလိုက်ယာပြီးတဲ့ခါမှာကြည်ပကံပြားတဲ့ထည့်လိုက်ထည့်ပြီးတဲ့ခါမှာအပေါ်ကစားလေးဖြူလိုက်ဖြူပြီးတော့ကိုအိတ်တဲ့ခေါင်းရင်းနေကိုရဲ့အလုတ်ခန်းနေဆိုင်ခန်းနေယုံခန်းနေเนาะ အဲပြီးရင်ကိုယ့်ရဲ့အိမ်ရှိတကားမကြီးရဲ့အမြင့်တန်နေရာဒီမှာတင်ထားယူမယ်နော်အဲ့ဒါဆိုလို့ရှိရင်ချမ်းသာကြွားမှုတွေဝင်လာမယ်ပတ်စံတွေအများကြီးဝင်လာပါလိမ့်မယ်လှုပ်ကြည့်ပါလှုပ်ကြည့်ပြီးတော့ထူးခြားတယ်ဆိုလို့ရှိရင်နော်ကိုကကုစုအနေနဲ့ပြန်ပြီးတော့သူများတွေကိုပြန်လည်ညှဝေးပေးပါနော်ဒီနေ့တော့ဒီလောက်နဲ့ပဲဦးစင်းလိုက်ကလေးကိုတိုးတုံးနဲ့ပဲအဆုံးသတ်လိုက်ပါတယ်အားလုံးကံလည်းကောင်းကြပါစေညံလည်းကောင်းကြပါစေကံကောင်းဖို့အတွက်စေတနာရှိဖို့လိုတယ် ဉာဏ်ကောင်းဖို့အတွက်ကတော့နောက်စိတ်မှာသတိရှိဖို့လိုတယ်။နောက်စိတ်မှာသတိရှိမှမိုးရာမနာရာဆင်းရဲခက်သိမ်းနေတဲ့နိဗ္ဗာန်ချမ်းသာကိုမညံဖုန်ညံနဲ့မျက်မှောက်ပြုနိုင်မှာဖြစ်ပါတယ်။အားလုံးဆုတောင်းပေးပါမယ်။ပစံနေအများကြီးလူတိုင်းဝင်ကြပါစေ။ပစံနေဖန်လေးရတာလွယ်ကြပါစေ။ကိုလိုအပ်တိုင်းကိုတောင်းတတိုင်းကိုအရေးကြီးလိုအပ်တိုင်းမှာပစံနေရလွယ်ကူနဲ့ရရှိနိုင်ကြပါစေ။ကိုလည်းကြမ်းပါပါစေ၊စိတ်လည်းချမ်းသာပါစေ။ အာယုဝနော သူခံပလံတက်ရှိကျမ်းမှာစိတ်ချမ်းသာလူယာဆန္ဒပြကြပါစေတာဓုတာဓုတာဓုအလုံးအများကိုလည်းမျှဝေလိုက်ပါဒါမှကိုကစေတနာလေးတွေစေတနာကောင်းမှစေတနာကောင်းမှအကံကောင်းပြီးချမ်းသာလာမှာနော်ကဲအလုံးဒီလောက်နဲ့ပဲဦးစင်ဒီလိုက်ကလေးကိုဆုံးသက်လိုက်ပါတယ်